ချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်ကချင် language ကနေကြိုဆိုပါရယ်ဆရာအနူဝါနေရောငွေပြောငါကိုကဂျင်ဖို့ကရှရနယ်လမန်ကောနာခပ်တောလာကအိုင်ယနေ့ချင်းမိတ်ဆွေများကိုတင်ပြချင်တာကတော့ကချင်ဘာသာစကားရဲ့နေ့စဉ်သုံးဘာသာစကားတချို့ဖြစ်ပါတယ်ဒါနီမနုံနန်နေပဲစွန်ဒန်ဂရန်ကတမနာလမ်ကိုအန်တေရှင်နီရှိကူတဲလန်ငိုင်ကစင်ကယန်ငောင်မီပဲစွန်ဒန်မတ်ဝါနာရိုင် နာဂဆိုင်အီးရဲ့အတုံးလေးတွေပါမြန်မာလူဆိုရင်တော့မဲအောင်ပြီးပြီအောင်အောင်လားလို့အဓိပ္ပာယ်ရတဲ့စကားလုံးလေးတွေကိုလေ့လာရအောင်နာဂဆိုင်အီးငွေကစင်နေပဲကျေလောင်နာအခါကြမတ်နာရဲအဲကဲလိုအပ်တဲ့ဝဟရာလေးတွေအရင်မှတ်ကြရအောင်ဂရဲရရငိုင်းကစင်ကောင်မီဖဲရှောင်းခါကြလာကအီးကအောင်အင်္ဂလိပ်လိုရှယ်ရဲ့အသုံးပြုပုံနဲ့တူပါတယ် ကငွေကစီကိုအင်္ဂလိပ်လိုရှောက်တဲ့ဘုန်းငယ်တဲ့ငါအိုင်နာမဲအင်္ဂလိပ်လိုဝုတ်ချက်အသုံးပြုပုံနဲ့တူပါတယ်နာငွေကိုဝုတ်ချက်ဘုန်းငါအိုင်ဆိုင်ပြီးပြီးအင်္ဂလိပ်လို half a 3ရဲ့အဓိပ္ပာယ်နဲ့တူပါတယ်ငွတ်ဆိုင်ဆိုင်ငွေကစီကိုအင်္ဂလိပ်လို half plus w 3တဲ့ဘုန်းငါအိုင်ဆိုင်တလုံးနဲ့ဆိုရင်တော့ b လို့ပဲအတိတ်ပဲရပါတယ်အင်္ဂလိပ်လို half နဲ့တူပါတယ် ဆိုင်ငွေကစီကိုဂါရှကာတဲ့ရှလွိုင်းငွတ်ငွေကစီတဲ့ဘုံငါအဲအီကွန်လာအင်္ဂလိပ်လို question word ဖြစ်တဲ့အတွက် question mark နဲ့တူပါတယ်အီကွန်ငွေကစီကိုကဆန်းကဆန်းဆန်းနဲ့ကိုလာငယ်ရငါအဲကဲအမည်နာမနဲ့သက်ဆိုင်တဲ့ဝဟရာလေးတွေကိုမှတ်ကြရအောင်ဂဲရကောမြင့်တဲ့ဆန်ငိုင်းကစင်ကောမီဖဲဘိုက်ခါကြကအီငိုင်း ကျွန်တော်ကျမငါအင်္ဂလိပ်လိုကတော့ I ပါ Nang တင်မင်းခမအင်္ဂလိပ်လိုကတော့ you ပါ Chef တမင်းအင်္ဂလိပ်လိုကတော့ rice ခရေအင်္ဂလိပ်လိုကတော့ water lamb lamb အင်္ဂလိပ်လိုကတော့ road ဒါတွေအားလုံးကအင်္ဂလိပ်လိုနောင်တွေပဲဖြစ်ပါတယ်ရှင်ကဲနောက်ထပ်ကိရိယာတွေလေ့လာရအောင်အင်္ဂလိပ်လို bath တီးပါရဟကလောင်မြေဘိုင်ရှပင်း ဝပ်ကစင်ကောင်းမဖဲဘိုက်ခါကြယူကလေရှာစားသည်အင်္ဂလိပ်လို eat half နဲ့တူပါတယ်လုတောက်သည်အင်္ဂလိပ်လို drink နဲ့ half နဲ့တူပါတယ် calm ရှောက်သည်အင်္ဂလိပ်လို walk နဲ့တူပါတယ်ကဲဒါဆိုကဲဒါဆိုနာဆိုတဲ့စကားလုံးလေးနဲ့ဝါကြဖွဲကြစို့ဂါရဲ့တိုက်ခုံကကြောင့်နာဖဲ့ကြိုင်လန်းနာဂါယန်မီဂလိုယူကအီး ngay ngay sẽ xa na cho nó thêm mình xa mẹ anh lấy lộ I will have me ngay khá lụ na cho nó gì tao mẹ anh lấy lộ I will have water ngay mục xa na cho nó mong xa mẹ anh lấy lộ I will have snack ngay làm khom na cho nó lãnh sau mẹ anh lấy lộ I will have a walk Okay. ချိမိတ်စီတို့ရေပတ်တူဝမ်းလေးတော့ပြီးဆုံးသွားပါပြီပတ်တူးမှာပြန်ဆောင်ကြမယ်နော်ကျေးဇူးတင်ပါတယ်ရှင်